ားလုံးမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တွေအောင်လည်းမင်္ဂလာပါဆိုတော့ကျွန်တော်တို့အခုဒီတစ်ပတ်ကဥရောပ Champion League ပွဲတွေမကြခင်ပြန်လာမယ်အထူးသဖြင့်ဒုတိယအကြော့ဆိုတော့ပထမအကြော့အပြီးမှာကျွန်တော်ပြည်သက်တော်တော်များများပေါ့လေ First time Champion ဖြစ်နိုင်လားဆိုတဲ့အချက် First time ဘာကြောင့်လဲဆိုတော့ အထူးသဖြင့် first time champion တွေကအခု Paris Saint Germain နဲ့ Arsenal အသင်းကအဓိကဖြစ်လာနိုင်တာပေါ့လေဆိုတော့ကျွန်တော်တို့ Munich မှာကျင်းပတဲ့အခါတိုင်းမှာကျွန်တော်တို့ first time champion တွေဖြစ်သွားကြတာများတာပေါ့လေ Chelsea က2012 2012မှာနောက်ဆုံး champion ဖြစ်တယ်အဲတော့က Asian Bayern Munich အသင်းကို penalty ဆုံးဖြတ်တယ်လေ USP ကျတယ်83မှာဒါ Thomas Müller ရဲ့ခေါင်းတိုက်ခြင်းနဲ့သူဥဆောင်မှုရတယ်ပြီးတော့မှဒီဒီ drop ပါကနောက်ကျကိုပြန်သွင်းတယ်အချိန်ပေါ်မှာ Chelsea penalty ပေးရတယ် Federer ဆေးသွားတယ်အဲပြီးတော့မှ penalty ဆုံးဖြတ်မှာ Chelsea ကဟွမ်မာတာလွဲသွားပြီမဲ့လေဟိုဘက်က Olin နဲ့နောက်တစ်ဖက်က Schweinsteiger တို့ penalty နှလုံးစက်တိုက်လွဲသွားတဲ့အတွက်ကြောင့်ဒီဒီ draw ပါရဲ့အနိုင်ကူက Chelsea တမိုင်းမှာ first time နေနဲ့ champion ဖြစ်သွားတယ်ဆိုတော့ပထမဆုံးအချိန်ကျွန်တော်သိတာတော့ Champions League final ကို first time တက်လာတဲ့အသင်းတွေအကုန်ရှုံးကြတယ်အက်တလက်တီကို Madrid first time 2014မှာတက်တယ် final မှာရှုံးတယ် နောက် Paris Saint-Germain 2019-20မှာ final တက်တယ်။ Bayern Munich ကိုရှုံးတယ်။ Arsenal 2016မှာ final တက်တယ်။သူရှုံးတယ်။ဒီလိုပဲ Manchester City first time နေနဲ့2021မှာ final တက်တယ်သူရှုံးနေ Chelsea ရဲ့ first time နေနဲ့2009 2008မှာသူတို့ final တက်တယ်ရှုံးနေဆိုတော့ first time final တက်တဲ့အတင်းနေရှုံးပေမဲ့ second time မှာ Atletico မတွေ့ရလဲရင်ကံကောင်းတဲ့အတင်းနေအများကြီးရှိခဲ့ကြတယ်ဆိုတော့ကျွန်တော်ပြောချင်တာကဒီ Champions League မှာနံပါတ်1နေနဲ့ လီပွဲစဉ်တွေရဲ့အခြေအနေတွေအားလုံးကိုကြည့်တဲ့အချိန်မှာဖရစ်စိတ်ဂျာမင်ကသူ့လီပြိုင်ပွဲကိုလုံးဝကြည့်စရာမလိုဘူး။ပြည်သစ်လီဝမ်းမှာလုံးဝကြီးကိုချန်ပီယံဖြစ်ထားပြီးဖြစ်တဲ့ကြောင့်ဘယ်ပွဲမဆိုသူကအရန်နေနဲ့ကံမှုပဲ။ဆိုတော့အက်စတွန်ဗီလာကအမှန်တမ်းပြောရင်ပထမကျော်3-1နဲ့သူတို့ရှုံးသွားတယ်။ ဒါပေမဲ့ဒုတိယအချိုပြန်လာမဲ့အချိန်မှာဗီလာဘက်သွားကန်ရမယ်ဗီလာဘက်ကဒီနေ့ယာတီမှာဘိုင်မျိုးတွေကိုလည်းနိုင်တယ်အသေးကြီးကိုဒုက္ခပေးထားတယ် PSG ကယာတီအစပိုင်းတော့ကတောက်လျှောက် struggle ဖြစ်ခဲ့တယ်အခု Emirates မှာလည်းသူဒီကွဲမှာသူတို့တူးစီနဲ့ရှုံးခဲ့တာအစောပိုင်းပွဲတွေမှာတောက်လျှောက် struggle ဖြစ်ပြီးတော့မှနောက်ပိုင်းမှာသူ Luis Enrique အသင်းကတတော်ကိုပြန်ပြီးတော့စွမ်းဆောင်ရေးကောင်းတယ်အခုဆိုရင်ဥရောပအကောင်းဆုံးအသင်းလို့ပြောလို့ရ Probably ယာကျွန်တော်အမြင်တော့လက်ရှိ အကောင်းဆုံး ဆက်တယောက်ကိုရှင်ရင်သူတို့အတင်းကအကောင်းဆုံးကိုသမားချမ်းလူကြီးတူနာရူမာဖဲဖဲချမ်းမာနူနိုမန်တက်ဟာခီမီဝီလျံပါချိုနဲ့မာခီညိုရှိတယ်ကွင်းလယ်ကဖတင်ညာရဲ့ဖာဗီယန်လူးရစ်ကဲဂျောနေဗက်ရှိတယ်ကွင်းလယ်ကတကယ်ကောင်းနေတိုက်စစ်ကဘာကိုလာရဲ့ဒူရီရဲ့နောက်ဗိုင်းရပ်စ်ကလီးယားရဲ့ဒမ်ဘေးလီးရဲ့ကြိုက်တဲ့လူ၃အဲ့၄ယောက်ထဲက၃ယောက်ဗိုင်းရပ်စ်ကြမဲကတူးချင်းမှာအတင်းတိုင်းထွက်တော်တော်လေးကောင်းနေဆိုတော့သူတို့အတွက်အာဆိုဗီလာကိုဒုတိယအချုပ်မှာပြဿနာမရှိဘူး လီဗာပူးတောင်နှစ်ကြော့လုံးကောင်းကစားကျွန်တော်ထင်တော့ first time champion အတွက် PSG ကကောင်းကောင်း chance ရှိတယ်။အဲ့ဒီမှာ first time champion ဖြစ်ဖို့တော့ Arsenal ပထမတစ်ချိန်2006 final တက်တယ်သူတို့ရှုံးတယ်။ Barcelona ကိုရှုံးသွားတယ်။ဒုတိယအချိန်2008မှာသူတို့ semi final တက်တယ်။ Man United ကိုနှစ်ကြော့ပေါင်းမှာသူတို့ပြိုင်ပွဲကထွက်သွားခဲ့ရတဲ့အချိန်မှာအခုလက်ရှိမှာ Arsenal အတွက်ကောင်းဆုံး chance ပဲ။ဒီအိမ်ကွင်းမှာကျွန်တော်3-0နဲ့နိုင်ထားတယ်။ ဆန်တီယာဂိုဘာနပေမှာရယ်မက်ဒရစ်အပါဝင်ပေးသက်တော်တော်များများတော်တော်များများကခံပတ်ပြန်လာဖို့မက်ဒရစ်ကစားသမားတွေရောသူပြိတ္တတွေကိုမျှော်လင့်ထားတယ်။အာဆင်နယ်အာထက်တာကလည်းအမှန်တိုင်းပြောရင်တော့ပြီးခဲ့တဲ့လိပွဲစဉ်မှာအားအောင်လို့ဆိုင်ဘူးဂရန်ဖို့ကိုတေးကြတယ်ပရှိတပွဲအေဗာတန်ကိုရယ်မက်ဒရစ်နဲ့မကန်ခင်တေးကြတယ်ဒါတွေက everything အားလုံးကိုချန်ပီယံလိမှာကျွန်တော်ပိုအောထားတာရယ်မက်ဒရစ်ကိုကျွန်တော်တို့ဒုတိယအကြော့မှာ manage လုပ်နိုင်ပြီးကြော်ဖြတ်ခဲ့ရင်တော့ကျွန်တော် parasite jamming နဲ့ဆိုရင်အမှန်တိုင်းပြောရင်တော့ခက်ခဲတော့ကံရမယ် first time champion တို့က PSG နဲ့ကျွန်တော်တို့က50 50 game ကျွန်တော်တို့ကပူတော့သူနည်းနည်းပူကောင်းမယ်ဒါပေမဲ့ကျွန်တော်အုပ်စုတွေမှာဒီလူစင်းဒီတိုင်းကိုကျွန်တော်တို့နိုင်ထားတာဒါပေမဲ့အဲ့တုန်းက PSG နဲ့အခု PSG မတူတော့ဘူး so အဲ့ check ကတော့အာပါချက် PSG ကပူကောင်းလာတယ်ပြီးတော့အာဆင်နယ်လည်းအမှန်တိုင်းပြောပြီး Premier League မှာလည်းဘာမှမပြီးတော့ဘူးဗျာသူတို့လည်း Premier League ကိုလုံးဝလွတ်ထားလို့ရဒုတိယနေရာတော့ကသူတို့ကမခတ်ဘူး အဲ့အတွက်ကြောင့် Real Madrid ပွဲကိုကြော်ဖြတ်ခဲ့ရင်တော့ Paris Saint-Germain နဲ့ပွဲရင်လည်းတူတူပဲ same story PSG လိုပဲလူအပြည့်ဝနားလို့ရတယ်အဲ့ဒီအချိန်မှာ ဟိုဘက်ကဒါဟော့ဆယ်မှာကျွန်တော်ကဘိုင်မြူနစ်ကိုနိုင်ထားတဲ့အင်တာမီလန်ဘိုင်မြူနစ်ကဒုတိယချုပ်မှာပြန်လာနိုင်ပေမဲ့အင်တာမီလန်ရဲ့ defensive shape နဲ့စီမျိုးနီအင်ဇာဂီကစားပုံကိုတော်တော်လေးသဘောကျဒီတင်းကမနိုင်ပြောရင် credit အဲ့လောက်မရဘူးတကယ်ကောင်းတယ်တိုက်စစ်ခံစစ်ကွင်းလဲသူတို့က3 back ကစားတာဗျာအဲ့ထက်မှာမှ full back တွေ wing back တွေကောင်းတယ်ကိုသမားကောင်းတယ်တိုက်စစ်ကလည်းကိုသွင်းအားကောင်းတယ်ကျွန်တော်ကအင်တာမီလန်ကိုဘိုင်ယန်ကိုကြော်မယ်လို့ဆိုရက်တွက်ထားပြီးသားအင်တာမီလန်တက်လာမယ်ဆိုရင်ဟိုဘက်ကဘာဆိုနာကတော့တီချာပေါ့ဝင်ဝင်လေးဒေါ်မန်ကိုပထမကြော်၄ကိုပြတ်နိုင်တာကျွန်တော်အမြင်တော့ဘာဆိုလို နာအသင်းကအင်တာမီလန်နဲ့ဆိုတော့ခတ်လိုက်တခုပဲဘာစလိုနာတိုက်စစ်ဘလောက်ကောင်းလဲပုံမူဒီပီအင်တာမီလန်အဆုံးဖြတ်ပေးမှာဆိုတော့ဘာစလိုနာအသင်းကိုကျွန်တော်သဘောကျတယ်ဒါပေမဲ့သူတို့ခံစစ်ကဘရူရှာဒေါ်မန်နဲ့ပွဲတော်မှာဂီရာဆေးကိုနှလုံးသုံးလောက်ပေးရတာအင်တာမီလန်အဲ့ညမှာလော်ထာရိုတို့ပေါ့ရိုင်း difference ဆိုပြီးဖြစ်သွားနိုင်တယ်ဆိုတော့ first time champion ဒါပေမဲ့ကျွန်တော်တို့ UFA ရဲ့ king ဖြစ်တဲ့ UEFA ရဲ့ king ဖြစ်တဲ့ champion league ရဲ့ king ဖြစ်တဲ့ Real Madrid ကို short တွက်လို့မရဘူးဒုတိယအကြော့မှာတကယ်လို့ Arsenal ကိုသူတို့ epic comeback ပြန်လာခဲ့ပြီဆိုတော့ Plaa Real Madrid Plaa ဖြစ်သွားပါပြောလို့တော့မရဘူး Paris Saint-Germain နဲ့ Real Madrid ရဲ့ထိုင်လဲကောင်းသွားနိုင်တယ် Arsenal ပြည်သက်တယောက်အနေနဲ့တော့ကျွန်တော်တို့ဒီထိုင်မှာကျွန်တော်တို့ပထမအကြော့၃ဂိုးပြတ်ကလုံလောက်တယ်လို့ကျွန်တော်တို့ယုံကြည်တယ်ခံစားမိတယ်တကယ်လို့ Real Madrid comeback လာခဲ့ရင်တော့ Paris Saint-Germain Real Madrid ရဲ့ epic ကိုယ်ကတော်တော်လေးကြီးကောင်းပဲအာဆင်နဲ့ PSG လည်းကြီးကောင်းတာပဲအာဆင်နဲ့ PSG လည်းကြီးကောင်းပါပဲဒါကြလို့ Real Madrid တက်လာတဲ့ဆိုတော့ El Clasico Dream Final ဖြစ်ကောင်းဖြစ်ဖို့ပျော်လင်းလို့ရတယ်ဒါပေမဲ့ Madrid က unlikely ဖြစ်သွားတော့ကျွန်တော်ထင်တော့ Arsenal နဲ့ PSG နှစ်သင်းဒါကြလို့ PSG နဲ့ Barcelona ဆိုရင်လည်းအရင်ကြီးတော့ရန်စိုးနာဖြစ်ပါ Arsenal နဲ့ Barcelona ကြတော့2006တုန်းက final ဆိုတော့တကြောပြန်တွေ့နိုင်ကြီးရှိတယ်ဟိုဘက်ကတော့ကျွန်တော်ထင်တော့ Bayern မကြော်နိုင်ပါဘူး Bayern Munich အထူးသဖြင့်လူတွေအကုန်နာနေတဲ့အတွက်ကြောင့် Bayern Munich ကြော်ဖို့ခက်တယ် Bayern Munich တက်လာဖို့ခက်တယ် Inter Milan ကွဲမှာ Inter Milan ကလူထုတ်ခံရတာတော့တခုခုဖြစ်သွားမှာအဲ့လိုပဲ Real Madrid ကလည်း Santiago Bernabeu မှာ Arsenal ကလူထုတ်ခံရတာတို့ decision အမှားတို့တခုခုမဖြစ်ဘူးဆိုရင်ပုံမှန်တိုင်းဆိုရင်ဘောလုံးပွဲတစ်ပွဲမှာ ပြန်ကျော်ဖို့ခတ်တယ်ဗျာအရင်တော့ကဒီဘိုဒီဘိုလာကူညာက AC မီလန်ကိုကျော်ဖြတ်ခဲ့တာဘာစလိုနာကိုရိုမာတခါကျော်ဖြတ်ခဲ့တယ်ဘာစလိုနာကိုလီဗာပူးကျော်ဖြတ်ခဲ့တယ်ဒီလိုခံပတ်တွေပါရီစင်ဂျာမင်ကိုဘာစလိုနာကျော်အဲ့လိုခံပတ်တွေရှိခဲ့တာမှန်ပေမဲ့အဲ့ဒီအသင်းတွေထဲမှာအာဆင်နယ်ခံစည်းကဥရောပမှာအကောင်းဆုံးသင်းတွေမှာပါတယ်သူတို့အခန်းစစ်အရင်ကကောင်းတယ်လိုဘလော့ကစားမယ်ပိတ်ကမ်းမယ်သူတို့ နှစ်ကူထက်ပေးရတာရှားတယ်ဗျအထက်ကလက်ထက်မှာဒီဘက်နောက်ဆုံးနှစ်နှစ်သုံးနှစ်ထက်မှာနှစ်ကူပြေရှုံးတာရှိ ਉ မရှိဘူးအဲ့ဒီချက်ကအာစင်အတွက်ယုံကြည်မှုရတဲ့အချက်ဂါဘရီယယ်မပါတာဖြစ်ပေမဲ့ခီဗီယိုလည်းမစိုးဘူးဗျာဆိုတော့အခုလောလောဆယ်မှာအဲ့ကလာစီကိုဖိုင်နယ်ထက်ပါရီစင်ဂျာမိန်နဲ့ဘာစလိုနာအာစင်နဲ့ဘာစလိုနာရဲ့ဖိုင်နယ်ဖြစ်ဖို့ပိုအခြေအနေကောင်းတယ်ဒါပေမဲ့ဒါဟော့စ်ဖြစ်တဲ့အင်တာမီလန်ကလည်းကြည်နိုင်တယ်ဆိုတော့ first time champion တွေအတွက်အခွင့်ရေးရှိမလားမဟုတ်ဘူး၅ချိန်ချန်ပီယံဘာစလိုနာနောက်၃ချိန်ချန်ပီယံအင်တာမီလန်ကငါတို့ပဲယူသွားမလားမဟုတ်ဘူး ဟိုးတာဖြစ်တယ်ရမတွေ့က sorry ပဲငါတို့က champion league ရှင်သခင်ဆိုပြီးလုံးပြသွားမလားဘလို့မြင်ကြရလဲ first time champion အတွက်ဒီဒီချိန်မှာဖြစ်နိုင်မလားမြူးနဲ့မှာကျင်းပတဲ့အချိန်တိုင်းမှာ first time champion ဖြစ်လို့ရှိတဲ့အမှတ်တမ်းကိုဒီဒီချိန်မှာ arsenal နဲ့ paris saint germain တို့ရယူနိုင်မလားဘလို့မြင်ကြရလဲ northern forest first time champion ဖြစ်ဘူးလေအဲတုန်းကလည်း unit now three ပြီးရတဲ့ခေါက်ကလည်း chelsea ဖြစ်ဘူးတော့ဒီကြောင့်ဘလို့မြင်ကြရလဲကိုမမဝင်အောင်မချက်ပြကြပါအားလုံးကျေးဇူးတင်ပါတယ်